ကျွန်တော်ကျောင်းသူများမင်္ဂလာပါဆရာကတော့ဓတမရန်တင်ယုတ်တင်မြန်မာစာဘာသာရပ်ကိုတင်ပြဆွေးနွေးသွားမယ်ဆရာဦးဝေယံဖြစ်ပါတယ်ဆရာဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့ပြည်သူပြည်သားတာဝန်အကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ် ဒီတင်ကန်းစာရဲ့အဓိကရည်ရွယ်ချက်ကတော့ပြည်သူပြည်သားများလိုက်နာကျင့်သုံးရမည့်တာဝန်ဝတရားများကိုတည်ရှိစေရန်နဲ့လိုက်နာကျင့်သုံးတတ်စေရန်ထိုအရေးအသားမျိုးနေယူရေးသားတတ်စေဖို့အတွက်ရည်ရွယ်ခြင်းပဲဖြစ်ပါတယ်။ထမအောင်ဆုံးနေနဲ့ဒီပြည်သူပြည်သားတာဝန်ဆိုတဲ့စကားပြေကိုဘယ်ခင်မှရေးခဲ့တာလဲဘာစကားပြေမျိုးစားလဲဘယ်ကနေကောင်းလုပ်ထားတာလဲဆိုတာကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင်ဒီပြည်သူပြည်သားတာဝန်ဆိုတဲ့စကားပြေကတော့တုဒ္ဒဆောင်ပါစကားပြေမျိုးစားပဲဖြစ်ပါတယ်ခေတ်ကတော့လွတ်လပ်ရေးခေတ်ဖြစ်ပါတယ် ဘုရားနေကောက်နှုတ်ထားတာလဲဆိုတော့ဒေါ်တန်းတင်ရေးတယ်ဘဝယေဒနာစာအုပ်ကနေကောက်နှုတ်ထားတာပဲဖြစ်ပါတယ်ဆက်ပြီးတော့စာရေးဆရာဒေါ်တန်းတင်ရဲ့အထောက်ပတိအကျင့်ကိုလေ့လာကြည့်ကြရအောင်ဒေါ်တန်းတင်ကိုဘကိုးတိုင်းဒေသကြီးတာငူမြို့၌1973ခုနှစ်စက်တင်ဘာလ16ရက်နေ့မှာအဖဖြစ်သူရုံးအုပ်စီအကြီးဦးမောင်ကြီးအမိကုံသေးမိကုံသေးဒေါ်ကျင်တင်တို့ကနေဖွားမြင်ပါတယ်မိဘများတာဝန်ကြရမေထီလာမြို့မှာကြီးပြင်းခဲ့ပါတယ် ရန်ကုန်မြို့စိန့်ဖလော်မီနာတီလာရှင်ကျောင်းမှာတက်တမတန်အထိပညာသင်ကြားခဲ့ပါတယ်။အစိုးရဆရာဖြစ်တဲ့နော်မန်ကျောင်းကနေဆရာဖြစ်လက်မဲ့ရရှိခဲ့သူဖြစ်ပါတယ်။မလိုင်းမြို့အမျိုးသားအထက်တန်းကျောင်းမှာလေတန်းပြဆရာမအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့မိထီလာမြို့အမျိုးသားအထက်တန်းကျောင်းမှာအထက်တန်းပြဆရာမအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။နောက်တက္ကသိုလ်စုမြိုင်နေအိမ်အောင်ပြပါတယ်။ဒုတိယကဘာစစ်အတွင်းမှာတော့နမောက်မြို့၌ အင်္ဂလိပ်မြန်မာထက်တန်းကြောင်းဖွင့်လှစ်ခဲ့ပါတယ်တနည်းအကြမှာတော့အဲ့ဒီအကြောင်းဟာအပိတ်ခံခဲ့ရပါတယ်အဲ့ဒီနမောက်မြို့မှာပဲမင်္ဂလာစင်တိုင်းကုံပရေတာဆိုင်ကြီးကိုဦးစီးဖွင့်လှစ်ခဲ့ပါတယ်1955ခုနှစ်မှာတော့မကွေးမြို့သို့ပြောင်းရွှေ့လာပြီးတော့ညီလက်တက်ကတူအလွတ်ပညာသင်ကျောင်းနဲ့ဗမာခင်မီကိုပိုင်းထက်တန်းကျောင်းခုအာထကတိမကွေးတို့ကိုဖွင့်လှစ်ခဲ့တာပဲဒီကျောင်းတွေမှာအကျောင်းအဖြစ်ဆောင်ရွက်ခဲ့တယ်1964ခုနှစ်မှာတော့ပြည်သူပိုင်အသိခံလိုက်ရတာပဲဖြစ်ပါတယ် 1960ပြည်နှစ်မှာဘဝရတနာ1962ခုနှစ်မှာပုံတို့ပတ်စ1962ခုနှစ်မှာတော့ကမ္ဘာထိပ်တန်းခေါင်းဆောင်များ၏နေတဲ့များအတွင်ရေးဆောင်များကိုရေးသားခဲ့တာပဲဖြစ်ပါတယ်1994ခုနှစ်ကနေ2000ခုနှစ်အထိကွန်ပျူတာသင်တန်းကျောင်းကိုဦးစီးဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်2003ခုနှစ်ဧပြီလ20ရက်နေ့နေ့လယ်တနာရီ30မိနစ်အချိန်မှာတော့မကွေးမြို့ ပွဲကြိုရဲ့နမောက်လန်းနေအိမ်မှာကွယ်လွန်ခဲ့တာပဲဖြစ်ပါတယ်ဒါကတော့ဆရာတို့ကစာရေးဆရာရဲ့အထုပ်ပတိအကျဉ်းကို လေ့လာခဲ့တာပဲဖြစ်ပါတယ်ဆက်ပြီးတော့ပြည်သူပြည်သားတာဝန်အကြောင်းကိုလေ့လာကြည့်အောင်ရင်ကျေးတဲ့လူတိုင်းမှာဆိုလို့ရှိရင်တာဝန်တရားအသီးသီးရှိကြပါတယ် မိဘ၌မိဘဝတ္တရားရှိတယ်လို့သာသမိမှလည်းသာသမိဝတ္တရားရှိပါတယ်။ထို့အတူဆရာရဲ့ဝတ္တရားတပည့်ရဲ့ဝတ္တရားလင်ယောက်ျားရဲ့ဝတ္တရားအိန္ဒုဇနီးရဲ့ဝတ္တရားစသဖြင့်တာဝန်တည်တည်ရှိကြရာအတိုင်းပြည်အတွက်ပြည်သူပြည်သားတို့လိုက်နာဆောင်ရွက်ရမယ့်ဝတ္တရားများလည်းရှိပါတယ်။တိုင်းပြည်တပြည်ရဲ့အစိုးရဟာမြေမြလောက်ပင် တိုင်းပြည်ကောင်းစားရေးကို စီမံအုပ်ချုပ်လုပ်ကိုင်တော်လည်းပဲတိုင်းသူပြည်သားများကဆောင်ရွက်ရမည့်ဝတ္တရားများကိုခြေပွန်စွာမဆောင်ရွက်ဘဲနဲ့ပြက်ကွက်နေမယ်ဆိုလို့ရှိရင်အဲ့ဒီတိုင်းပြည်ဟာဆိုရင် တို့တဲ့ကြီးပွားကြံ့ခိုင်ပြည်မြေဖို့မဖြစ်ပြည်သူပြည်သားတွေလိုင်းနာကျင့်သုံးရမယ့်တာဝန်ဝတ္တရားတွေရှိပါတယ်။အဲ့ဒါတွေကတော့နံပါတ်၁မိမိတိုင်းပြည်အပေါ်၌တစ္ဆာတရားဆောင်ထင်းရခြင်းတိုင်းပြည်အားထိခိုက်နစ်နာစေမည့်ဘေးအန္တရာယ်များပေါ်ပေါက်လာသောအချိန်တွင်မိမိတိုင်းပြည်အတွက်မျိုးချစ်စိတ် ထက်တန်စွာထောက်ခံခြင်းခုခံတိုက်ခိုက်ခြင်းများပြုလုပ်ပေးရပါမယ်ဒါအပြင် တိုင်းပြည်နင့်နာစေမိစကားများကို၎င်းအလုတ်ကို၎င်းမပြောမဆိုမလုတ်ကင်မိအောင်စောင့်ထိန်ပေးရပါမယ်။နောက်တစ်ခုကတော့မိမိတိုင်းပြည်ရဲ့ဥပဒေစည်းမျဉ်းများကိုရိုသေလေးစားစွာမလိုက်နာဘဲနဲ့ဥပဒေချိုးဖောက်သူများအားအားပေးအားမြောက်မပြုသင့်ပါဘူး။ရာဇဝတ်မှုကျူးလွန်သူများကိုဥပဒေကသာစီရင်စေတင်ပါတယ်။နောက်တစ်ချက်ကတော့ ရာဇဝမှုနှိမ်နင်းရ၌၎င်းရာဇဝမှုကျူးလွန်သူများအားဖမ်းဆီးရ၌၎င်းအစိုးရအားတတ်နိုင်သည်များအကူအညီပေးရန်ဖြစ်ပါတယ်အစိုးရဆိုတာကတော့ပြည်သူလူထုကတင်မြောက်ထားတဲ့အဖွဲ့ဖြစ်ပါတယ်ပြည်သူလူထုရဲ့အကူအညီထောက်ခံမှုမရရှိဘူးဆိုရင်တော့ဘယ်အစိုးရကမှအောင်မြင်နိုင်လိမ့်မှာမဟုတ်ပါဘူးတိုင်းပြည်ညီဝတ်ပြည်ပြားရေးရရှိနိုင်ရန်မှာပြည်သူလူထုရဲ့အကူအညီရရှိဖို့လိုအပ်ပါတယ်နောက်တစ်ချက်ကတော့မိမိတိုင်းပြည်နိုင်ငံရေးပြဿနာများကိုစိတ်ပါဝင်စားခြင်း မိမိတိုင်းပြည်အတွက်အကောင်းဆုံးနိုင်ငံရေးလမ်းစဉ်များကိုချမှတ်နိုင်ရန်နိုင်ငံရေးလုပ်ငန်းများကိုစိတ်အားထက်တန်စွာပါဝင်ဆောင်ရွက်ခြင်းပြုရမှာဖြစ်ပါတယ်မိမိတိုင်းပြည်နဲ့ပတ်သက်ပြီးတော့တိုးတက်ကြီးပွားအောင်ဆောင်ရွက်တဲ့အချက်လက်တို့ကိုလည်းသဘောပေါက်နားလည်ထားသင့်သည့်အပြင်မိမိယူဆချက်အကောင့်တဲ့ပေါ်ရန်ကိုလည်းတတ်နိုင်သမျှစူးစမ်းဆောင်ရွက်ရမှာဖြစ်ပါတယ် အဲ့ဒီတောင်ဝတ္တရား၄မျိုးပါဆိုလို့ရှိရင်ပြည်သူပြည်သားတိုင်းအမှန်မဟုတ်ချလိုက်နာရမယ်တောင်ဝတ္တရားတွေပဲဖြစ်ပါတယ်။အဲ့ဒီတောင်ဝတ္တရားများကိုထမ်းရွက်ရန်ပြက်ကွက်နေမယ်ဆိုရင်မိမိတိုင်းပြည်ဟာအမှန်မင်းအောက်ကျနောက်ကျဖြစ်သွားပါလိမ့်မယ်။မိမိတိုင်းပြည်နင့်နာကမိမိမှလည်းပြည်သူပြည်သားများအနေနဲ့တရားဥပဒေဖြစ်သည့်အတိုင်းထိခိုက်နင့်နာရမှမလွဲပါဘူး။ဒါကတော့၂၀ရာစုကဒေါက်တန်တင်ရေးခဲ့တဲ့ပြည်သူပြည်သားတာဝန်ပဲဖြစ်ပါတယ်။ ဒီသင်္ကန်းစာကိုလေးလာခြင်းအပြင်ဆရာတို့ကဘာတွေကိုလေးလာတွေ့ရှိရလဲဆိုတော့အပြည့်တူပြည်သားတွေလိုက်နာရမယ့်တောင်ဝတရား၄မျိုးရှိတယ်ဆိုတာကိုသိရတယ်အဲ့ဒီတောင်ဝတရားတွေပြက်ကွက်နေမယ်ဆိုလို့ရှိရင်အဲ့ဒီတိုင်းတူပြည်သားတွေပြည်သူပြည်သားတွေနေထိုင်တဲ့တိုင်းပြည်ရဆိုလို့ရှိရင်တိုးတက်ကြီးပွားဖို့မဖြစ်နိုင်ပါဘူးဒါကြောင့်ကိုတိုင်းပြည်ကိုလူမျိုးကြီးပွားတိုးတက်လို့လဲဆိုရင်တော့ပြည်သူပြည်သားအလုံးဟာမိမိတို့ထမ်းဆောင်ရမယ့်တောင်ဝတရားတွေကိုကျေပွန်စွာထမ်းဆောင်ရလိမ့်မယ်ဆိုတဲ့အသည့် ပညာဘဟုတုတ္တကိုလည်းလေ့လာတွေ့ရှိရပါတယ်။ဒါကတော့ခက်စိတ်ပွင့်ဖြစ်ပါတယ်။ဒီခက်စိတ်ပွင့်တွေကိုဘာကြောင့်သင်ယူကျက်မှတ်ရလဲဆိုတော့ရှေ့ကသင်ခန်းစာကိုဖတ်တဲ့အခါမှာတချို့စကားလုံးတွေတွေကို နားမလည်တာတွေတွေ့ရပါလိမ့်မယ်။အဲ့ဒီနားမလည်တဲ့အဲအဲ့ဒီစကားလုံးတွေထဲမှာအချို့ကိုဖော်ပြပေးထားတာပဲဖြစ်ပါတယ်။ ရှေ့ရတင်ကန်းစာကိုကြည်ညက်ညက်လေးလာသိရှိခဲ့ပြီးပြီဆိုရင်တော့ခုပေါ်ပြပေးထားတဲ့မေကွန်တွေကိုလွယ်ကူစွာဖြည့်ဆွနိုင်မှာပဲဖြစ်ပါတယ်။ခုပေါ်ပြပေးထားတာကတော့မေကွန်တို့တွေပဲဖြစ်ပါတယ်။မေကွန်တို့တွေကိုဖြည့်ဆွတဲ့အခါမှာတိတိကျကျဖြည့်ဆွပေးရမှာဖြစ်ပါတယ်။စလုံးပေါင်းတပ်ပုံမှားလို့မရပါဘူး။နောက်တစ်ခုကမေကွန်ရှေ့ဖြစ်ပါတယ်။မေကွန်ရှေ့ကိုဖြည့်ဆွတဲ့အခါမှာနေထားတဲ့မေကွန်ရဲ့အံဝင်ခွင့်ကြဖြစ်အောင်ချက်လက်အကြောင်းအရာပြည့်ပြည့်စုံစုံဖြစ်အောင်ဖြည့်ဆွပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့လေ့ကျင့်ရမေကွန်များ ဒီလေးချင်းရဲ့မိကွန်းများကတော့ဒီရှိကသင်ကန်းစာကိုလေးလာလိုက်တဲ့အခါမှာចောင်းသူចောင်းသားရဲ့ဘလို့ခန်းစားရလဲသိပညာတွေရရှိလဲဘလို့ခန်းကြံမျိုးတွေပြောင်းလဲသွားလဲဒါကိုစမ်းစစ်တဲ့လေ့ကျင့်ခန်းဖြစ်တဲ့အတွက်ကြောင့်ဒီမိကွန်းတွေကိုဖြည့်ဆွဲတဲ့အခါမှာចောင်းသားចောင်းသူတွေရဲ့မိမိတို့ရဲ့ခန်းစားချက်ထင်မြင်ချက်ယူဆချက်လေးလာတွေ့ရှိချက်ဒါတွေကိုအခြေခံပြီးတော့ဖြည့်ဆွဲရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်